ငယ်ညားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှ Wallace သူချမ်းပါဖြစ်ပါတယ် Wallace သူ debate တာချက်ဖို့အတွက်စတုံဖြူအနေငယ်ပြီးသွားရင်ဂျင်းကိုလက်တစ်စက်လောက်လိုပါတယ်အမွေးနဲ့နာအနေနဲ့တကြဘူးကောက်ရဲ့ကျွန်တော်တို့နနက်ပွင့်ရလိုပါတယ်စတုံဖြူတွေကိုဓာပြရိုက်ထားပေးပါစတုံဖြူရဲ့အမွေးနှမ်းကြိုက်တယ်ဆိုရင်တော့ပို့ပြီးတော့ထည့်ပေးပါ wallet တွေကိုရေးဆေးပြီးတော့တည်တည်ချာချာလေးတန့်စင်ထားပေးပါ ထမအောင်ဆုံးဒေဟုထဲမှာရေထည့်ပြီးတော့စားနိုင်ငယ်ထည့်မယ်ပြီးသွားရင်ဝက်လက်တွေကိုကျွန်တော်တစ်ချက်အရင်ဆုံးရေနဲ့ခဏလေးပြုတ်ပေးပါတယ်အခုလိုပြုတ်ပေးခြင်းအပြင်ဝက်သားတွေကညှိနှံနေအနေငယ်ပျောက်သွားပါတယ်ပြီးသွားရင် ရေပုံမှန်အောက်မှာတည်တည်ချာလေးပြင်ဆင်ပေးပါပြီးသွားရင်ရေစစ်ထားပေးပါ စီပူလာပြီဆိုရင် ခုနကဂျင်းရဲ့ချက်တုံဖြူရဲ့တကြဘိုးကောက်ရဲ့နနက်ပွင့်ရံကိုမီအေးအေးနဲ့မှုေးလာတဲ့အထိစီတက်ပေးရမှာဖြစ်ပါတယ် မွေးလာပြီဆိုရင်ကျွန်တော်တို့ဒီစီတက်ထားတာတွေကိုခွက်တစ်ခုတည်းဆဲထားပေးပါ။ဘာကြောင့်လဲဆိုတော့ဒီစီတက်ထားတဲ့မွေးနေတဲ့ဒီအနံ့တွေကိုကျွန်တော်တို့ဝက်သားပေါင်းရင်ပြန်သုံးပါပါ။ခုနကကြက်တွန်ပြူတွေစီတက်ထားတဲ့တဲဟိုထဲမှာပဲတကြားတစ်စွန်းလောက်ထည့်ပြီးတော့စီတက်ပေးပါ။အချိုရတာကြရင်တော့အနည်းငယ်လေးပို့ထည့်ပေးပါ။ပြီးတော့ရင်တကြားတွေကအခုလိုမျိုးပူစီပေါင်းအကြီးတွေထားလာပြီးတော့အညူရောင်တန်းလာပြီဆိုရင် ပြုတ်ပြီးတော့ရေဆေးရေစစ်ထားတဲ့ဝက်လက်တွေကိုထည့်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။တကြာအရန်တူသွားရင်ခါသွားနိုင်တာကြောင့်ကျွန်တော်တို့အမြုပ်ကြီးတွေထားရတယ်ထည့်ဖို့ကြိုတင်တစ်ခါပြင်ဆင်ထားတာပိုကောင်းပါတယ်။ဒီတကြာအရသာရဲ့ဒီဝက်သားတွေကိုလုံးမယ်လုံးပြီးတော့ပဲငံပြားရဲ့အပြစ်နှစ်စုံလောက်ထည့်ပါတယ်။ပြီးတော့ရင်ပဲငံပြားရဲ့အကြီးကိုတစ်စုံလောက်ထည့်ပေးပါဒါမှမဟုတ်ရင်အငံကြိုက်တယ်ဆိုရင်တော့ပို့ထည့်ပေးလို့ရပါတယ် ပင်းငယ်မြိုင်နဲ့ဒီဒေဦးနဲ့ထည့်ရဲ့မှုလေးအနံကလည်းတော်တော်လေးကိုမှုပါတယ်။တိတိချာချာလေးလုံချက်ပြီးသွားရင်ကျွန်တော်ကအရသာအတွက်အစားလေးအနေငယ်ထည့်ထည့်ပါတယ်။ပြီးသွားရင်ငီကိုကောင်းမှုအနေငယ်ထည့်တယ်။မပါမဖြစ်ကကြတော့တရုတ်ငါမျိုးဆက်မဆလာပါ။တရုတ်ငါမျိုးဆက်မဆလာလေးကမြဲမြဲလေးထည့်ရင်တော့ပို့ပြီးတော့မှုပါတယ်။ဒါမှလည်းဒီ wallet store ကပို့ပြီးတော့အစားကောင်းပါတယ်။တတိချာချာလေးထပ်ပြီးတော့အမွေပေးပြီးသွားရင်တော့ကျွန်တော်တို့ wallet store ကိုစပြီးတော့ပေါင်းလို့ရပါပြီ။ ျွန်တော်က pressure cooker နဲ့ပေါက်မှဖြစ်တဲ့အတွက်ရေကိုအများကြီးမထည့်ပါဘူးရေအနည်းငယ်လေးထည့်ပြီးသွားရင်ဒီအသားတွေအားလုံးကို ပေါက်မဲ့အိုတွေကိုထည့်မှဖြစ်ပါတယ်မထည့်ခင်မှာကျွန်တော်တို့ခုနကစီတက်ထားတဲ့ကြက်တွန်ဖြူနဲ့ဂျင်းတွေအားလုံးကိုထည့်ပေးပါပြီးသွားရင်ဒီရေတွေအားလုံးကိုပေါက်မဲ့အိုတွေကိုထည့်ပေးပြီးတော့ ရရှာကုကာထဲမှာခမန်းကြီး45မိနစ်ဒါမှမဟုတ်ရင်မိနစ်90လောက်ပောင်းပေးရမှာဖြစ်ပါတယ်ဒီဝက်လက်စုနဲ့တွေ့ဆောက်ဖို့အတွက်ဆော့စ်ဖြော်ပါမယ်စစ်တုံဖြူပြီးသွားရင်ငြုတ်သီးစိမ့်တံမြာသီးလိုအပ်ပါတယ်အားလုံးပါပါလေးပြီးတော့တံမြာလေးညှစ်ထည့်မယ်ပြီးသွားရင်ပဲငံ့ပြိုင်အချီလေးလောင်းထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့စားတော့ဆိုင်တွေမှာခေါ်တဲ့ဘိတ်ချင်ဆိုတဲ့ဒီအချင်လေးကဒီဝက်လက်စုနဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ် ရုရှားကုကာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာတစ်ချက်ကအကယ်၍ကိုကအစမကုန်လို့နောက်နေ့ပြန်နှွေးတဲ့အခါမှာအသားတွေအလုံးဟာကျေပြီးတော့ဒီအရေထဲမှာပျော်သွားတတ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငင်ကြောင်လုံးကျေးဇူးအထူးပဲတင်ရှိပါတယ်။ဗီဒီယိုလေးကိုနှစ်သိမ်းလဲ like နဲ့ share လေးလုပ်ပြီးတော့အားပေးတော်အောင်ခင်ဗျာ။တင်ငင်ကြောင်လုံးကျမအပြုရှင်ကြပါစေ။ Bye bye ။